မင်္ဂလာပါဗျာ music guide ကိုအားပေးတဲ့ guitar ချစ်သူတွေအတွက်ခုတစ်ခါမှာတော့ drum နဲ့ပတ်သက်တဲ့အချက်နှစ်ချက်ကိုကျွန်တော်ပြောပြမှာဖြစ်ပါတယ်ပြီးကြရင်သင်တန်းမှာသမီးလေးပေါ့နော်အငယ်ဆုံးလေးတယောက်ကလည်း drum အားဖြည့်ပြီးတော့ကျွန်တော်တို့ပြီးပြမှာဖြစ်ပါတယ်တငယ်ချင်းတွေကိုလည်း share ပေးကြပါအောင်ဗျာ drama ပထမတစ်ချက်အနေနဲ့အိမ်ဆိုရင်သူက foundation အခြေခံအုပ်ပြင်းလိုပါပဲ drum body ကောင်းမှပဲ bass guitar တွေ lead guitar တွေအဆိုတွေပေါ့နော်ကြွကြွရရနဲ့ဆိုနိုင်မှာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ drum ကိုစတင်ပြီးမှလေ့လာတယ်ဆိုရင် notes ကိုပိုင်ပိုင်နိုင်နိုင်ဖတ်သက်အောင်လုပ်ပြီးတော့ down beat ကိုပေါ့နော်အနည်းဆုံး tempo 80ဖြစ်ဖြစ်80ဖြစ်ဖြစ် နှစ်မိနစ်လောက်မနာပဲနဲ့ကျွန်တော်တို့ပတ်တန်တွေကိုတီးဖို့လိုပါတယ်။ဟိုရိုးလေးတို့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 ဒီဟာလေးနဲ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 အဲ့လိုတီးလို့မရပါဘူး။ဘီတစ်ခုသေးကိုပဲ3မိနစ်ဆို3မိနစ်ခိုင်ခိုင်လေးနဲ့လေ့ကျင့်ဖို့လိုပါတယ်။ပြင်းစရာကောင်းပေမဲ့အဲ့ဒါကအရန်ကိုအရေးကြီးပါတယ်။ drum သမား body ကောင်းမှပဲ။ကြံတဲ့ instrument တွေကပေါ်တာပေါ့နော်သူတို့ကလှုပ်လို့ရတာဖြစ်ပါတယ်။ဆိုတော့ခဏနေကျွန်တော်တို့တီးခတ်မဲ့ drum note လေးကိုလည်း လိုချင်တဲ့လူရှိရင် comment မှာလာတောင်းလို့ရပါတယ်သူဦးချင်းစီကျွန်တော် share ပေးมาဖြစ်ပါတယ်ပြီးတော့နောက်တစ်ချက်အနေနဲ့ drum ကိုလေ့ကျင့်နေဆိုရင်ဒုတိယတစ်ချက်အနေနဲ့ကျွန်တော်တို့က notes ရဲ့အယူဆတွေကိုရှင်းရှင်းလင်းလင်းနဲ့ဖတ်သက်ဖို့လိုပါတယ် stamp note လဲကျွမ်းရမလို့ကျွန်တော်တို့ပုံမှန်တီးနေကြ blue note နေနေပေါ့နော်ကျွန်တော်တို့တီးတတ်ဖို့လိုပါတယ်ဆိုတော့ notes ရဲ့တန်ဖိုးပေါ့နော်အထူးသဖြင့်အချက်လားတဝက်လားတစ်စိတ်လား ဲ့လိုမျိုးပေါ့နော်သူ့ရဲ့တံပိုးတွေကိုတိမှပဲကျွန်တော်တို့က drum တီးတဲ့အခါမှာနှုတ်စေဖတ်ရင်းနဲ့အကျတို့လက်ကသွားမှာဖြစ်ပါတယ်။ဒါကြောင့် drum ကိုနားနဲ့ကြားပြီးတော့ဒီတိုင်းရန်တန်းတီးနေတာထက်ဆိုင်တော့ notes မှန်မှန်လေးနဲ့တီးတီးကြကြပေါ့နော်။ကျွန်တော်တို့ဒေါက်ပီမှန်မှန်လေးနဲ့လေ့ကျင့်တာက drum ရဲ့အစအကောင်းချင်းဖြစ်ပါတယ်။ထပ်ပြောလိုက်ပါမယ်။တချင်းမှာ body တည့်တဲ့နေရာမှာပေါ့နော်။ drum ပါတဲ့တခြင်းတွေဆိုဒရမညံ့လို့လုံးဝမရပါဘူး။သူကအရန်ကိုအေးပါတဲ့เนาะ instrument တစ်ခုဖြစ်ပါတယ်။အကြောင်း drum သီးတဲ့လူတွေကအရန်လဲမောကြပါတယ်။သူတို့အရန်လဲစူးစားကြပါတယ်။ဆိုတော့ music guide ကိုလည်းအားပေးတဲ့လူတွေက drum လေ့လာတဲ့လူပါတယ်ဆိုရင် beat တစ်ခုတည်းကိုပဲ2မိနစ်လောက်တီးတာတို့ပြင်းစရာကောင်းပေမဲ့3မိနစ်လောက်တီးတာတို့လုပ်ကြည့်ပါ။ ပြည့်ပြည့်နဲ့ကိုယ့်ရဲ့ drum scale ကတိုးတက်လာမှာဖြစ်ပါတယ်ဆိုတော့အခုအတင်းထဲမှာတနည်းလေးအငယ်ဆုံးလေးပေါ့နော်သူကပါဝင်အားဖြည့်ပြီးတော့တိခတ်မှာဖြစ်ပါတယ်အားပေးကြပါအောင်ဗျာ